မင်္ဂလာပါအပိုင်းကိန်းဒီမှာဆိုလို့ရှိရင်ကျမတို့ဒီအပိုင်းကိန်းတစ်ခုနဲ့တစ်ခုဘာဖြစ်လို့တူနေတာလဲဒီဟာက equal balance fashion ဘာကြောင့်ဖြစ်နေတာလဲဆိုတာကိုကလေးတွေကိုမြင်သာအောင်စက်ကိုလေးနဲ့ပြပြလို့ရပါတယ်အဲ့ဒီအကြောင်းလေးကိုကျမကအခုဒီမျိုးလေးမှာပြပြပြမှာဖြစ်တဲ့အတွက်ဆက်လက်ပြီးနေလိုက်ကြအောင်เนาะပထမအဦးဆုံးကျမတို့ဒီစက်ကိုပိုင်းလေးကိုတဝါခောက်လိုက်မယ်เนาะတဝါခောက်လိုက်ပြီး ။ဒါဆိုသူ့မှာဘယ်နှပိုင်းထွက်သွားလဲဆိုတော့နှစ်ပိုင်းထွက်သွားပြီ။နှစ်ပိုင်းထွက်သွားပြီဆိုတော့ကျွန်မကဒီတစ်ပိုင်းကိုကျွန်မစာလေးရေးလိုက်မယ်။နှစ်ပိုင်းတစ်ပိုင်း1 over 2လို့ရေးလိုက်မယ်နော်။မဝင်လို့ပါတို့လို့ရေးထားပြီ။ Okay ။ဒါဆိုရင်ဒီ1လို့ပါတို့ကျွန်မခောက်ထားတဲ့ဟာလေးထပ်ပြီးတော့ ထပ်ခေါက်လိုက်မယ်နော်ဒီလိုမျိုးတစ်ချက်ထပ်ခေါက်လိုက်မယ်ထပ်ခေါက်လိုက်ပြီဆိုရင်ဒီမှာဘယ်နှပိုင်းဖြစ်သွားလဲဆိုတော့ကျမတို့ရေးကြည့်မယ်နော်1 2 3 4 4ပိုင်းရသွားပြီ4ပိုင်းရသွားတဲ့အချိန်မှာဒီ1 over 2က1 over 2ကဘယ်လောက်နဲ့ညီနေရလဲဆိုတော့4ပိုင်းထွက်လာတဲ့အချိန်မှာ तू ကနှစ်ပိုင်းနဲ့ညီနေရဆိုတော့2 over 4နဲ့ညီနေတာ2 over 4နဲ့ညီသွားပြီโอเคဒါဆိုနောက်ထပ်တစ်ချိန်ကျမတို့ထပ်ခေါက်ကြည့်မယ် နောက်ထပ်တဝက်ထပ်ခေါက်ချိုးလေးချိုးလိုက်တဲ့အချိန်ညာရင်ဒီဆက်ကိုကဒီကြည့်လိုက်မယ်နော်ဒီလိုခေါက်ချိုးရလေးတွေမြင်ရတယ်နော်ခေါက်ချိုးရလေးအဲ့ဒီခေါက်ချိုးရလေကျမတို့ရေးကြည့်မယ်1 2 3 4 5 6 7 8 6ခုဖြစ်သွားပြီ6ခုမှာဒီ1လို့ပါသူကဘယ်နဲ့ကန့်နေနေလဲ1 2 3 4မအရာလေးမြင်နေရတယ်เนาะကျမတို့ဒီမှာ1 2 3 4 4ကအဲ့ဒီ4ကန့်ဆိုတော့သူက 8ပုံပုံလို့ရှိရင်4ပုံနဲ့ညည်ဆိုတော့4 over 8 8ပိုင်း4ပိုင်းနဲ့ညီသွားပြီအဲ့တော့အောင်မှကျမတို့ကထပ်ပြီးတော့ခောက်ကြည့်ဦးမယ်ထပ်ပြီးခောက်လိုက်မယ်နော်ခောက်လိုက်တဲ့အချိန်မှာထပ်ပြီးတော့ကျမတို့ရည်ကြည့်မယ်โอเคဒါလို့ရည်ကြည့်မယ်ဆိုရင် 16ပိုင်းအကန့်လေး16ခုထွက်လာအဲ့16ခုမှာအခုကျမတင်မှာမှတ်ထားရယ်1လို့ပါသူကဘယ်နှကန့်ရှိနေလဲဆိုတော့1,2,3,4,5,6,7,8ရှစ်ခုရှိနေတယ်ဆိုတော့8 over 16နဲ့ညီသွားတယ်ဆိုတော့ကျမတို့ဒီမှာဓမ္မတစ်ချိန်တဝက်ခောက်လိုက်တယ်1 over 2အဲ့1 over 2ကဘာနဲ့ထပ်ညီလဲကျမတို့2 over 4နဲ့ညီတယ်2 over 4က နောက်တစ်ခုထပ်ပြီးတော့ခောက်လိုက်တော့4/8နဲ့ညီရပြီးတော့8/16နဲ့ညီသွားတယ်ဆိုလို့ရှိရင်ဒါတန်ဖိုးတို့ပိုင်းငင်းလေးရသွားပါပြီ